မောင်းမကန်နဲ့မြေရဲစကန်းကိုတဝဲခရိုင်တပ်ပေါင်းစုတိမ့်ပိုက်တနင်္လာရီတိုင်းလောင်းလုံမြို့နယ်မောင်းမကန်နဲ့မြေရဲစကန်းကိုတဝဲခရိုင်တပ်ပေါင်းစုတွေကဒီကနေ့အောက်တိုဘာ26ရက်မနက်မှာတိမ့်ပိုက်ခဲ့တယ်လို့ဒေတာရင်းစီရီတရင်ရင်းမြစ်ကပြောပါတယ်ဒီမနက်7နိုင်ဝင်းကျင်လောက်မှာမောင်းမကန်နဲ့မြေရဲစကန်းရှိမှာအောင်ပွဲခံနေတဲ့တော်လန်ရဲဘော်တွေရဲ့ဓာတ်ပုံတွေနဲ့အတူရဲစခန်းကိုတိမ့်ပိုက်နိုင်အောင်သတင်းများအပေါ်ဒေတာရင်းစီရီတရင်ရင်းမြစ်က အခုလို ပြောကြားခဲ့တာဖြစ်ပြီးအသေးစိတ်အခြေအနေကိုပြောဆိုခြင်းမရှိသေးပါဘူးဒီမနေ့လေရင်ဘုံလာကျဲတယ်လို့တော့သိရတယ်ရှေ့တန်းမှာရှိတဲ့ရဲဘော်တွေရဲ့လုံခြုံမှုလဲလိုအပ်တဲ့အတွက်ကြောင့်မလို့အခုလက်ရှိမြေပြင်အခြေအနေတော့ဘာမှမသိရသေးဘူးရှေ့တန်းမှာရှိတဲ့ရဲဘော်တွေရဲ့အခြေအနေတွေကြောင့်မထုတ်ပြန်သေးတာဖြစ်မယ်အခုကတော့ဆက်သွယ်လို့တော့ရတယ်တေချာတော့ပြောလို့မရသေးဘူးတဝဲတပ်ပေါင်းစုတွေဝင်သိမ်းတာရှိတယ်လို့ ဒေတာစစ်ရေးတရင်ရင့်မြစ်တူကပြောပါတယ်။တင်းနှာအီတိုင်းတွင်စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ဗျူဟာ33စစ်စင်ရေးမှုရဲဘော်စောသားကိုကလည်းဒီကနေ့မနက်မှာဗျူဟာ33နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစခန်းတစ်ခုတင်ထားတယ်လို့အသိပေးထားပါတယ်။တရင်ထုတ်ပြန်ဖြေကြားမှုကိုသက်ဆိုင်ရာကာကွယ်ဝင်ကြီးဌာနကသာပြုလုပ်မယ်လို့လူမှုကွန်ရက်မှာအရေးသားထားပါတယ်။မောင်းမကန်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ကတိမ့်ပိုက်နိုင်မှုပေါ့စစ်ကောင်စီဝါဒဖြန့်သူတို့ချို့ကလည်းဝန်ခံထားပါတယ်ရှင်